မင်္ဂလာပါရှင်ဒီနေ့တော့ကျမငဖဲအစိမ်းချက်လေးချက်ပြပါမယ်ပထမဆုံးချက်တဲ့ငဖဲလေးကိုစားခြင်းမုံနဲ့ဆနွေးမုံထည့်ပြီးတော့နှဲပါမယ်ရှင်ငဖဲသားတွေလက်မမကတ်အောင်နဲ့ငဖဲလုံးလှလှလေးထွက်လာဖို့အတွက်လက်ကိုစီစွတ်ပါမယ်ရှင်။ ခင်းအနစ်ချိတ်ဖို့အတွက်ချက်သွန်အနီးဂျင်းနဲ့ချက်သွန်ဖြူကိုနှွာပါမယ်။ ချက်သူနီလေးကိုအခွန်ခွာပြီးတဲ့အခါရေးတချစေးပါမယ်။ချက်သူနီလေးမှာမှုပါတယ်လို့ပါရှင်။ကျမတော့ချက်သူနီလီးထားတဲ့ဓာတ်ပါ တခါလေးရေးစေးလိုက်ပါရစေ။ ကျိတ်ဆက်ထဲထဲကျိတ်ဖို့အတွက်စက်သွုံဖြူနေခြင်းကိုပပလေးတွေလှီးပါတယ် အဆက်ရသာအတွက်ဟင်းနဲ့ထက်ချက်ဖို့မြို့သီးစိမ်းလေးလီးပါတယ်ခင်းအနေမြမြလေးနဲ့အစားစနာဖြစ်တဲ့အတွက်ခရမ်းစင်ဒီကိုမြမြလေးလှိထားလိုက်ပါရရှင် ဒဲအိုးရဲစီထက်ပြီးစီပူလာတဲ့အခါစနွေးမုတ်ထဲပါမယ်။ခင်းကျင်သေးရရတဲ့အရောင်လေးနဲ့ပဲစားစင်တာဖြစ်တဲ့အတွက်အခုတခါချက်တာမှငရုတ်သေးရောင်တင်မုတ်ထဲသုံးမထားပါဘူးရှင်။ချက်သွန်ဖြူနီနဲ့ဂျင်းကျိတ်ထားတာထည့်ပြီးတော့ဝေးပါမယ်ရှင်။ စီတက်နဲ့မွေးလာတဲ့အချိန်မှာလှိထားတဲ့ခရမ်းကျင်သီးထည့်ပြီးတော့မွေးပေးပါမယ်။အဖုံးအုပ်ပြီးခင်းကျင်သည့်အဖက်တွေကျေးတဲ့အထိတည်ထားပေးပါမယ်။ သာအတွက်ဉာဏ်ပြရေးစားနဲ့အချို့မှောက်ထည့်ပေးပါမယ်။အဆက်ရတာတွေဟိရတဲ့စိတ်ဝင်စေဖို့အတွက်လီထားတဲ့မြို့တီးစိမ်းကိုပါတခါလေးထည့်လိုက်ပါရရှင်။ရှေးအနေနဲ့ထည့်ပါမယ်။ ရေစူလာတဲ့အခါငဖဲထဲပါမယ်။ဟင်းပွဲပြင်တဲ့အခါမှာဟင်းပွဲလေးလှနေစီဖို့အတွက်ရေလိုသီးစိမ်းအတောင်းလိုက်ပါထည့်လိုက်ပါရယ်။စဲမင်းလောက်တဲပြီးနနမင်းအုပ်ပြီးရဲ့အခါမှာတော့ဟင်းအိုးလေးချလို့ရပါပြီရှင်။ အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းတင်ပြချင်မှမို့ Mac Cooks ကို Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။